ပေါင်းတဲ့မြို့နယ်မှာရှိရလောင်စာစီဆိုင်တွေကိုဖယ်ရှားပြီးတော့ဒေသခံ2000ကျော်ကဘုကိုတိုင်းဒေသကြီးဝင်ကြီးချုပ်စီကိုလက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။မင်းညိုကသတင်းပေးပို့ထားပါရရှင်။အခုလအော်တိုဘာလာထဲမှာပေါင်းတဲ့မြို့မှာမီးတစ်ကြိမ်လောင်ကျွမ်းခဲ့ကတစ်ကြိမ်ကတရားမဝင်တက်စီဆိုင်ဒီဆိုင်ကနေလောင်ကျွမ်းပြီးအိမ်ဆိုင်စိုက်ကယ်တစ်စီးပြီးလောင်ခဲ့ပြီးဆိုင်ရှင်မှာမီးလောင်တင်ဆုံသွားခဲ့ပါတယ်။နောက်တစ်ကြိမ်ကတော့တက်စီဆိုင်နဲ့တဖာလုံးကအကွာမှာမီးလောင်ခဲ့ပြီးအိမ်နှလုံးမီးလောင်ခဲ့တာကြောင့် ေသခံတွေကမြို့လယ်ကောင်ကတက်စီဆိုင်ကိုဖယ်ရှားပေးဖို့တောင်းဆိုကြတာပါ။ဘယ်လိုမပြောကောင်းမှုဆိုတော့ဒါကြီးကပောက်ကွဲသွားမှာဆိုရင်နိုင်ငံတော်တွေလည်းဆုံးရှုံးမှုများလို့မြို့လူလူတွေလည်းအသက်ဝင်ရတာဘလုံးဘလုံးကြီးလေးကြီးလုံးကတော့တော်များပဲ။ဒါကြောင့်ကျွန်တော်တို့ဒီစီတိုင်းကြီးကိုမဖြစ်မနေတွေ့နေတာပါ။ဒီတက်စီဆိုင်ရဲ့စီဝါရေးပို့ဆောင်နဲ့ကျွန်တော်တို့နဲ့မအားမှလည်းပဲပြိုင်ပွဲလည်းမဟုတ်ဘူး။ရောက်တဲ့လုပ်ငန်းချင်းတွေလည်းမတူဘူးအားလုံးကတော့အရန်ကိုကြောက်နေတာဖြစ်တဲ့အတွက် သူတို့ဘလုံးမရွှေခိုင်းလို့မရလို့ချက်ချင်းမရွှေနိုင်တဲ့အောင်စီကံတကြလေးနဲ့ဖြစ်စေချင်တက်စီတိုင်းမြို့လေကောင်မှာရှိနေတာကိုမြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့အတွက်ဒေသခံတွေကလက်မှတ်2500ကျော်နဲ့အော်တိုဘာလ22ရက်နေ့ကပဲခူးတိုင်းဝန်ကြီးချုပ်ကိုလိမ့်မှုပြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်2ယောက်ကနေတဆင့်ပေးဖို့တိုင်တန်းခဲ့ပါတယ်။ဒီစီတိုင်းလောက်လို့ရှိရင်ကျွန်တော်တို့မြို့နဲ့ကျွန်တော်မြို့အနေနဲ့အရက်အန္တရာယ်များတယ်။ပြီးတော့အဲ့ရှိဘက်မှာလည်းပဲကျွန်တော်တို့ဟိုးကလေးက ကျွန်တော်မျက်စောတော့ right တို့ဟလာတာရိယာစောင်းဖို့နေဟလာဘုန်းကြီးကျောင်းနေကျွန်တော်အများကြီးရှိတယ်ပြီးတော့လည်းပဲအဲ့ဒီမေးပယ်ညာမှာလည်းပဲကျွန်တော်ထားတာဆိုင်ရာဒီယုံနေပြီးတော့နောက်နောက်ဘက်မှာလည်းပဲလူနေအိမ်နေအများကြီးစိတ်တယ်ဒီစီတိုင်းကြီးလာလောင်လိုက်လို့ရှိရင်တစ်မျိုးလုံးဒါအကုန်ပြကြသွားနိုင်တယ်ပေါ့မျိုးလေကောင်မှာလက်စီတိုင်းရှိနေခြင်းကလက်ရှိဥပဒေနဲ့ကိုက်ညီမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဘာမှမပြောနိုင်ကြောင်းနဲ့သူ့ထက်အစ်မင်းနဲ့အာနာပိုင်အဖွဲ့အစည်းကခွင့်ပြုခဲ့တာဖြစ်တာမို့ဘာမှသဘောထားမှတ်ချက်ပေးလို့ခြင်းမရှိဘူးလို့ ပေါင်းနယ်မြို့နယ်မိသက်ဦးစီးမှုဦးစိုးတန်တော်က DPP ကိုရှင်းပြပါဗျ။ပဲခူးတိုင်းပေါင်းနယ်မြို့မှာတရားမဝင်တက်စီတိုင်းတရားကျော်ကရှိပြီးတရားဝင်ဆိုင်နှဆိုင်ရှိပါဗျ။တိုင်းငယ်မိသားဝင်လမ်းတွေကိုပဲဒီမှာထားရောင်းရယ်ထားရောင်းမရပြီးတော့ဒီမိသက်တင်နန်းနိုင်ငံတကာကနေပြီးတော့ပြင်မှတ်ပြီးထားတဲ့ Fast Pay Manager တင်နန်းတက်ရောက်ပြီးသားဒီမှာအနည်းဆုံး၄ရောက်ရှိတယ်။သုံးထားမှုရောလည်းကြောင်းချအောင်မြောက်ကန်ကနေခိုင်းပိုင်လိုင်းတွေပဲအပန့်ကိုသွားရင်သွားပြီးတော့အဲ့လိုမျိုးကြောင်းချရပဲရှိတယ်နော်။မြို့ထဲမှာရှိရတော့ဟုတ်တယ်ပေါ့။ဒါပေမဲ့အတန်းနိုင်ဆုံး ဓာတ်ဆီတိုင်းဖယ်ရှားဖို့အတွက်အရင်အစိုးရလက်ထက်တုန်းကလည်းပေါင်းတယ်မြို့မီးဝေကော်ဝဲကော်မတီကဥဆောင်ပြီးတင်ပြတောင်းခံခဲ့ပူပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါကြောင့်အခုဒုတိယကြိမ်ဒေသခံတွေလက်မှတ်ထိုးပြီးပဲခူးတိုင်းဝန်ကြီးချုပ်ထံကိုလိမ့်မှုပြီးတင်ပြတောင်းဆိုလိုက်တာပါကျွန်တော်မင်းညိုပါခင်ဗျာ